ားစားပါလာအမှတ်ပေါင်းစုမိလာခံမှာသတင်းစာရေးကအဲ့ဒီလိုပြောဆိုနေတဲ့ပတ်သက်လို့ဘုံအဆန်ပါဇက်ကခွေးဟောင်းတိုင်းဟောင်းထောင်မကြည့်နိုင်ဘူးလို့အဲ့ဒီလိုကြမ်းတမ်းစွာပြောဆိုခဲ့တဲ့အတွက်ဒီလိုပါလာမလဲလို့ပါတာဖြစ်တဲ့သတင်းစာရေးမှာထည့်သွင်းအောင်ဆိုတဲ့အမျိုးချစ်တန်ကားတဲ့မျိုးချစ်လူချင်းတို့တွေကအကြည့်တွေပေါက်ပွဲကြတယ်ကျတော့ဘူဂျုပဇက်ကိုရိုင်းကချင်းမှာပါရာကြီးပါရာမကြိုက်ဘူးခွေးဟောင်းတိုင်းကောင်းကောင်းမကြည့်နိုင်ဘူးဂျန်ဆန်စွာပြောဆိုခဲ့ ကိုတို့ကစားကနေပြီးတော့ခွင့်အောင်တိုင်းကောင်းတော်မကြည့်နိုင်ဘူးလို့ပြောခဲ့တာ။တေချာလို့လား။မင်းကဘယ်စားဦးတွေကိုဖတ်ပြီးပြောနေတာလဲ။ကျွန်တော်ကိုပတိကက်ကဲမင်းလာရရှိပါလေ။ဘယ်ရောက်နေဖတ်ပြီးပြောတာလဲလို့မင်းရင်ဝင်ကြည့်တော့ဦးမှုကိုယ်တိုင်ရေးသားထားတဲ့ငါးနှစ်ရာသီပမာပြီးဆိုရဲစားအုပ်နဲ့တာတေးစနစ်။ပြည်အောင်စုမြန်မာနိုင်ငံလို့ထောက်ကွာ၄၀ပုံအခြေခံဥပဒေမှာလည်းကကိုတို့ကိုယ်တိုင်ရေးဆွဲပြတဲ့ငွေလေးလက်ရှိ၂၀၁၀မှာရှိလို့ရှိရင်ကျွန်တော်တို့ပြည်အောင်စုသမရမြန်မာနိုင်ငံခေါ်တွင် 阿皮妹，你妈那年过，阿妈那年不妈皮路，都老皮。阿妈呢，大年大礼，长长。一月再谢谢，下雪雪，过年家里来点伢子些。哎，你录对了嘛？我就跟你录，你看了黄山书记。还说阿爸，我就跟你说对了，我就说的，咱立马去到黄山书记吧。话当来说，到黄山书记个啥个？阿妈呢？你妈过快快查查，我表叔在呢。你妈的，这些天跟阿龙发问呢，奶奶不治病。阿妈的，用牛皮袋说说，红贵。 မာတွေကကြွားလဲကြွားတယ်ကြောလဲကြောတယ်ဆိုတဲ့ဗမာနဲ့တိုင်းရင်းသားတွေခြိုင်းအောင်အကြီးမားဆုံးတတ်ရှုကိုယ်ခွဲရလိုက်တယ်ဟေးနိုင်ငံရေးလုပ်တော်မဲ့အခါမှာဘုဒ္ဓတိဒီသာမတမကခေါင်းဆောင်ယာဒူကနှုတ်ခတ်ပြီးတော့ဘုဗမာအစည်းအုံးကိုဝင်ပြီးသခင်အောင်ဆန်းအမျိုးခံခဲ့တယ်။ဒီနေရာမှာကျွန်တော်တို့တန်ခမ်းစာယူရမယ့်အချက်ကတောင်းသားနဲ့နိုင်ငံရေးကိုရောထွေးမိနေတယ်။ဘုဒ္ဓတိတောင်းသားဘုံမှာတောင်းသားတမကခေါင်းဆောင်လုပ်ခဲ့ပြီးမယ်နိုင်ငံရေးလုပ်တော်မဲ့အခါမှာတောင်းသားတမကယာဒူကနှုတ်ခတ်ပြီးတော့ ဗမာနိုင်ငံတို့ကမှာအစည်းအရုံးမှာတခင်အောင်ဆန်းပွဲမှာဖြစ်ခဲ့တယ်။ဆိုတော့လက်ရှိမှာအကြောင်းသားနိုင်ငံရေးကိုရောထွေးနေပြီးတော့စံဖြူသွားကျိုးနေတာတောင်မှမင်းကူကူမိမိတောင်းတာခေါင်းဆောင်မှာဆိုပြီးတော့ရာပက်ပန်တောင်းတာအုံကြီးလုပ်နေတဲ့မင်းခုနိုင်လိုလူမျိုးကိုဘုကျောက်ကရောင်းကိုဖောက်နဲ့ဆောင်ကန်နေတယ်ကျွန်မထင်ပါတယ်။ဒီလိုမျိုးတောင်းတာရောင်းရောင်းနိုင်ငံရေးအောင်ရောထွေးပြီးတော့ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဘိုးချုပ်အောင်ဆန်းရဲ့လုပ်ရက်တွေနဲ့ဘိုးချုပ်သမီးရဲ့စိတ်သက်တွေကိုဝေဖန်သွားတဲ့မပူတူရုပ်တံနဲ့အတူဖမ်းမိထားသည့်တက်မ89တက်မမူဘိုးမူးချုပ်အောင်တပ်ဦးနဲ့စစ်တုံးမှန်များသူတို့၏တရားမဲ့လုပ်ရက်များအတွက်နောက်တရနေ့ကျောင်း န်ယူဂျီကာကွယ်ရေးဝန်ကြီးဦးရီမုံပြောကြားလိုက်တဲ့ထူးခြားသတင်းနဲ့ပါတင်ဆက်ပေးလိုက်ချင်ပါတယ်။စကိုင်းတိုင်းအင်းတော်မျိုးတိမ့်တိုက်ပွဲမှာဖမ်းဆီးရမိထားတဲ့စစ်ကောင်စီတပ်မ89တပ်မမူဗိုလ်မှူးချုပ်အောင်တပ်ဦးနဲ့စစ်တုံးပန်းတွေဟာတရားမဲ့လုပ်ရက်တွေအတွက်နောက်တရနေကြောင်းအန်ယူဂျီကာကွယ်ရေးဝန်ကြီးဦးရီမုံကပြောကြားခဲ့ပါတယ်။စစ်တပ်ရဲ့တရားမဲ့လုပ်ရက်တွေကိုဖမ်းမိထားတဲ့စစ်တုံးပန်းတွေကတည်မြင်ကြပြီးသူတို့ရဲ့လုပ်ရက်တွေအတွက်နောက်တရနေကြကြောင်း ပြည်သူတော်လှန်ရေးမှလည်းတက်နိုင်တဲ့ဘက်ကပါဝင်သွားမှာဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်လေးနှစ်ပြည့်မိန်ခွန်းမှာဥယီမွန်ကထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။စစ်တပ်ထဲမှာကြန့်ရှိနေတဲ့တပ်မူးတပ်သားတွေအနေနဲ့လည်းပြည်သူကိုအကြမ်းဖက်တပ်ဖြတ်နေတဲ့မိစ္ဆာတီတီစစ်ဝါရအတွေ့ခေါ်ကိုဆွလွတ်ကြဖို့တိုက်တွန်းထားပါတယ်။ကျွန်တော်ကဆိုတာလေမြန်မာပြည်ရဲ့လွတ်လပ်ရေးခါကြီးလူသားကောင်းဆောင်ရေးလို့ယူသိရပြီးတော့အလုံးစုံဆိုတာလေကျွန်တော်တက်ခဲ့တဲ့လူယုံမာကြီးဖြစ်ဖြစ် ားလုံးကလက်ရှိကြတယ်။ဒီမှာနေတခါတောင်းသားဘွားမှာသူတို့ဒီဒီဇကနိုင်နေတဲ့ခါကလုံးဥစောမျိုးလေးလို့ပြောခံရတယ်။ဒီမှာဆက်ဆက်ခံအောင်လာခဲ့။ဒီမှာကလုံးဥစောကိုငုံခဲ့။ကလုံးဥစောဒီဘူးကျုံကိုတတ်ခဲ့တယ်လူရုံမှာကြီးဖြစ်တယ်လို့ကျွန်မငယ်စဉ်ကအပြည့်ညာနဲ့တလုံးလာမှာအဲ့ဒီလိုပဲသိခဲ့တယ်။အဲ့ဒီမှာကျမအရွယ်ရောက်လာတဲ့အခါမှာကလုံးစုံဟာဟီရိုမဟုတ်ဘူးဆိုရင်တော့ဂျီရိုမဟုတ်တာသိကြတယ်။ဒီဒီဒီအတိအကျကျမရလိုက်တယ်။နော်။ကလုံးစောဒီကျမတို့တာယာတွေနေသားဖြစ်လို့နော်။ ကျွန်တော်မြန်မာနိုင်ငံရေးသမိုင်းမှာကလုံခွဲခံတာနှစ်ယောက်ရှိပါတယ်။ကလုံဆရာဆန်ကလုံဦးစိုး။ကလုံဆရာဆန်ဆိုလို့ရှိရင်လည်းတာမန်တော်သမားကြီးနဲ့ပတ်သက်ပြီးတော့ဟောချိုးပေးခွင့်ရခံရတယ်။ကလုံဦးစိုးဒီလေးပဲချိုးပေးခွင့်ရခံရတယ်။ဟောကလုံဆရာဆန်ဆိုလို့ရှိရင်လည်းနောက်ဆုံးအစိုးကျိုးစင်တန်ကလေးတောင်းလေးကထုတ်လာတဲ့အချိန်မှာမျိုးပါတာသာသနာကြီးပွားတိုးတက်ကြောင်းလှုပ်ဆောင်ဆီလို့ငါကုလို့ချိုးပေးခံရတာကိုဒုက္ခဖြစ်မှာတတ်မှတ်တယ်။အဲ့ဒီလိုပြောခဲ့တယ်။ချိုးပေးအောင်ဆက်စစ်စင်ပေါ်မှာချိုးပေးတော့မယ်အချိန်မှာတော့မှ ို့ရဲ့ကျိုးပေးကွန်မြူနီကိုလာကြည့်ရဲ့ကိုလိုနီနဲ့ချဲ့ခေါင်းဆောင်တွေရဲ့မျက်လုံးမျက်နှာစစ်စစ်ကြည့်လို့ဖြစ်လျာဘဝနေချင်းအင်္ဂလိပ်ကိုနိုင်ရတော့ကိုဖြစ်ရပါလို့ဤစတောင်းတော့ကျိုးပေးကွန်မြူနီကသာကလုံးရှားစရာနော်ကျိုးပေးကွန်မြူနီခံရရင်ခလုံးစိုးတည်ရဲ့ကျိုးပေးကွန်မြူနီခံရရင်ကျော့ဒါမဲ့မီလာချီနေပြီခလုံးစိုးကျိုးပေးကွန်မြူနီခံရတဲ့အမေဖြစ်တဲ့အတွက်ကျွန်မခလုံးစိုးနဲ့ပတ်သက်ရအောင်ကြောင်းရလေးနောက်ပြီးချင်ပါလိမ့်ဒါမှမဟုတ်ကျွန်မပြောခဲ့တဲ့အတိုင်းလေး ဘလို့အစားဟီရိုမဟုတ်ဘူးဆိုရင်ဂျီရိုမဟုတ်တာအားကြောင့်ပြေးကြနေတယ်လို့မြင်ဘူးလို့အောင်ဆိုင်ကျွန်တော်တို့တိုင်းပြည်အတွက်ဘာမှလုပ်မပေးနိုင်ဘူးကျောင်းသားဘဝအရွယ်မှာဘလို့ရောဒေါက်တာဘာမလို့နော်ဒေါက်တာဘာမဆိုတာမြန်မာပြည်ရဲ့နိုင်ရင်လေနိုင်ရင်ဒေါက်တာဘာမလို့ပုံပုံမျိုးနဲ့ရန်ကုန်တက်ကုန်မှာတပိတ်လို့ပြီးတော့စကားဆက်ထိုးနိုင်တဲ့အနေအထားတိအကြောင်းလေးဖြစ်တယ်အရာဘာလို့ပုံပုံမျိုးကိုစကားဆက်ထိုးပြီးတပိတ်လုပ်နေတဲ့အချိန်မှာဘလို့ဥစ္စာအဲ့ဒီလိုဥစ္စာနေတဲ့အချိန်မှာကျွန်တော်ဆန်းတယ် ာမင်ဖတ်ပြီးတော့မှတယောက်ပဲရှိသေးတယ်အိမ်မှာဘုရားကိုသိချပြီလို့ဆိုချင်မှုပဲနဲ့ဘုရားအရင်နဲ့လုံးသွားတိုင်းပြီးတော့စားဆောင်ပေးနိုင်ရေးတယ်လို့ဆိုလို့ချင်ဖြစ်တယ်ဖြစ်တယ်။နောက်ဆုံးကဘုရားဆရာကကျောင်းသားဘွားကျောင်းသားဘွားကနေပြီးတော့တက္ကသဥပဒ္ဓါအဲ့ဒါလိုကျောင်းသားများတမကဥပဒ္ဓါအာကာသနောက်ဗမာနိုင်ငံလုံးဆောင်ကကျောင်းသားများတမကဥပဒ္ဓါအာကာသဥပဒ္ဓါတက္ကသဥပဒ္ဓါလုံးဆောင်ခဲ့ပြီးတော့နောက်တစ်ချိန်နိုင်ငံရေးလုပ်တော်မဲ့အခါမှာဘုရားတို့ဒီကျောင်းသားတမကကောင်းဆောင်ရာထူးကနှုတ်ဖက်ပြီးတော့ ဒီပေါ်မှာအစည်းအုံးကိုဝင်ပြီးအခင်အောင်ဆန်းအမှန်ကိုခံခဲ့တယ်။ဒီနေရာမှာကျွန်တော်တို့တန်ခမ်းစာယူရမယ့်အချက်ကတောင်းသားနေနေရင်ကိုညှို့ထွက်နေတယ်။ကိုရုပ်ဒီတောင်းသားဘက်မှာတောင်းသားသမက်ကခေါင်းဆောင်လုပ်ခဲ့ပြီးနေနိုင်ငံရင်းလို့တော်မဲ့ခါမှာတောင်းသားသမက်ကရာဇူးကနှုတ်ဖက်ပြီးတော့ပေါ်မှာနိုင်ဒီပေါ်မှာအစည်းအုံးမှာအခင်အောင်ဆန်းပွဲနေခဲ့တယ်။ဆိုတော့လက်ရှိမှာတောင်းသားနေနိုင်ငံရင်းကိုညှို့ထွက်နေပြီးတော့စံဖြူသွားကျိုးနေတာတောင်မှဝင်းကူကူမိမိတောင်းသားခေါင်းဆောင်မှာဆိုပြီးတော့ရာသက်တန်တောင်းသားအုံကြီးရုပ်နေတဲ့မြင့်ခွန်နိုင်လူမျိုးကိုမြင် ဘုတ်ကရောင်းကိုဖောင်းနဲ့ဆောင်ကန်နေတယ်ကျမထင်ပါတယ်။ဒီလိုမျိုးတောင်းတရတာနိုင်ငံရေးအရောင်းတော့ထင်ပါတယ်။ကျမတို့ဒီလူတွေကိုနိုင်ငံရေးမှိုက်တိုင်နေတဲ့လူတွေကိုလည်းကျမတို့သတိထားဖို့။ဒါကဘုတ်ကလည်းပြီးရဲ့ဘုတ်ကလည်းတစ်ဆင့်ကျမတို့ရားခဲ့တဲ့နိုင်ငံသားနိုင်ငံသားဖြစ်တယ်။အဲ့တော့ဘုရားနဲ့ပတ်သက်လို့ကျမတို့အာချင်းမြင်လွမ်းလာမှုတွေပဲဆိုမှုရှိတယ်။အဲ့တော့ဘာလဲဆိုတော့ပင်လုံးဆောင်တာဘုရားအောင်ဆန်းဟာနောက်ဆယ်နှစ်ကြာမှာခွဲခွဲပြေးခဲ့တယ်ဆိုရယ်လွယ်လွယ်လပ်လပ်ပြောဆိုနေကြတယ်ဆိုတာ။တကယ်တမ်းပင်လုံးဆောင်တော့ အောင်စားအတယ်စာချုပ်ပါလို့နော်အဲ့ဒီလိုမျိုးနောင်စံနေကြမှာ credit point ဆိုတာမျိုးပြီးကြဆိုတာပြထန်ထားသလားလို့မေးတဲ့အခါဝေဝါးသွားကြတယ်ကျွန်တော်ခင်ဗျားတို့ကမျိုးရှင်းရှင်းနဲ့မေးမယ်အေလုံစာချုပ်ဆိုတာကတိုင်းရင်းသားတွေကိုပြည်နယ်ပေးမယ်တိုင်းရင်းသားတွေကိုပို့ပေါင်းချုပ်ဖြစ်ပေးမယ်တိုင်းရင်းသားတွေကိုတန်းလို့ပြည်ပေးမယ်တိုင်းရင်းသားတွေကိုဗမာရေကနှိမ့်ပြည်နယ်ထားတဲ့အတွက်တိုင်းရင်းသားအခွင့်အရေးတက်ပေးမယ်ဆိုပြီးတော့အချုပ်ဆိုတဲ့စာချုပ်ပါကျွန်တော်မေးချင်တယ်သမကနိုင်ငံရေးကိုဒီကြီးစွာပြောတဲ့အတွက်သမကလည်းနိုင်ငံရေးကိုဒီကြီးစွာတုံ့ပြန်ဖို့ကျွန်တော်ပြောနေတယ် တော့ပင်လုံစာချုပ်ကဒါရတာခုရတဲ့ချုပ်ဆိုတဲ့စာချုပ်မဟုတ်ဘူးဘူးရှင်ပါရဲ့ပင်လုံစာချုပ်ဒီကျမတို့ကြောင်ပွားကနေပြီးတော့လုပ်ရအောင်ဒီမှနဲ့တောင်းတဲ့ပို့ပေါင်းပြီးတော့လွတ်လည်ရေးကြီးရေဆိုတဲ့စာချုပ်ပါဖြစ်တယ်ဒါကြောင့်မလို့ဒီနောင်ဆယ်နဲ့ကြာ quadrupy ဆိုတာကဘိုးကျုပ်ရဲ့အနိုင်ခံရေးခရီးကိုအနိုင်ခံရေးအမခံချက်ခြေခဲ့ခြင်းဖြစ်ဖြစ်ဒါကဒီပြုလုပ်စားချက်လာတာတရားပြည်နဲ့ပြင်ပြည်နဲ့ချင်းပြည်နဲ့လို့အတိအကျမပါဘဲနဲ့ယာယီသဘောတရားအရာအမှတ်ထားတယ်။တကယ်၍ချင်းပြည်နဲ့ဖွဲ့စည်းခြင်းနဲ့သာ 这边的都没钱的他，前面的的场景的他嘛，再去一米六多嘛，我来看一下呢，六多嘛就你双皮皮哦，哎，李大伯买鞋，李大伯看的都六六元，我那是蛋糕哟，我来这俺家买的我看看，你看嘛，一米七三米六加五十五，对，没错，哎是嘛，别弄啥种呀，就那路边的路前面，再那可以六加八两双皮皮哦，一千五，哎，他给我买一千两百的，这个最便宜的，好多人都收不了的。 ပင်လုံစာချုပ်မှာပါတဲ့အင်ပီနဲ့အကြံဉာဏ်ထက်လေးစာလောက်ကျင်းနေဖြစ်တယ်။ဒါကြောင့်မို့ပင်လုံစာချုပ်ကိုအကြောင်းပြပြခရင်သဘောမျိုးကနည်းချက်နေရတယ်ဆိုတော့ကျမတို့ဒီမှာလူတွေကျမတို့ဗမာလူတွေကနားမလည်တဲ့အတွက်ဗမာငပိ PDF တွေဟာလက်ရှိမှာပေါ်တူနေနိုင်ငံတော်ဆိုတဲ့နိုင်ငံတစ်ခုတည်ထောင်ရေးအတွက်အေကန်ထိုက်ခတ်ပြီးနေပါတယ်။နောက်တစ်ချက်ကတို့ဒီလက်ရှိကရှိနေတာက140ဘုံခြေကောင်းပြီးရွှဲခဲ့တယ်။၄၀ဘုံခြေကောင်းပြီးရပုံမှန်10နဲ့ဒါပါလေဆို နိုင်ငံတော်ဝန်လုံးမှာနိုင်ငံသားကြီးတွေအမျိုးတွေပဲရှိရမယ်။ဆိုတဲ့ပါတီတော်ဆောင်ဖွဲ့ဝင်များကနိုင်ငံသားကြီးတွေမရှိသေးရဘူး။ပြည်တော်တို့မြန်မာနိုင်ငံသားအမျိုးတွေပဲရှိရမယ်။ဆိုလိုချင်တာမြန်မာနိုင်ငံကိုပြည်တော်စုမြန်မာနိုင်ငံခုပြုမယ်။ပြည်တော်စုမြန်မာနိုင်ငံမှာမြန်မာနိုင်ငံသားပဲရှိရမယ်။တချင်လူမျိုးမြန်မာနိုင်ငံသား၊တရင်လူမျိုးမြန်မာနိုင်ငံသား၊ချင်းလူမျိုးမြန်မာနိုင်ငံသား။ပြည်တော်စုနိုင်ငံမြန်မာနိုင်ငံသားတမျိုးတည်းပဲရှိရမယ်။ပြည်တော်စုဖွဲ့ဝင်များဤတချင်နိုင်ငံသားမရှိရ ပြည်တော်စုအဖွဲ့ဝင်များ၏ကရင်နိုင်ငံသားမရှိရပြည်တော်စုအဖွဲ့ဝင်များ၏ရခိုင်နိုင်ငံသားဟုမရှိရအတိအကျပေါ်ပြပါရှိသည်အဲကြောင့်မလို့ဘိုးချုပ်ဟာဘယ်တော့မှမပြည်တော်စုကိုစိတ်လိမ်မောင်မောင်ပြိုကွဲစေနဲ့ဖရဲတို့ရဲ့ဖရဲတို့ဘာလို့ပြည်ခဲ့ခင်ဆိုဆိုလဲဒီချက်ကိုကျွန်တော်တို့ကောင်းစွာနိုင်ငံစာရေးထုတ်ဖို့လိုအပ်တယ်နောက်ပြီးဒါအပြင်နောက်တစ်ခုက ဒီအောင်စုမြန်မာနိုင်ငံလို့1400ကျော်အခြေခံဥပဒေမှာလာဘုရုပ်ကိုယ်တိုင်ရေးဆွဲပြထားတဲ့လေလက်ရှိ2000မှာရှိရှိနေကျမတို့ဒီအောင်စုသမရမြန်မာနိုင်ငံခေါ်တွင်အဲ့ဒီမဲ့မြန်မာနိုင်ငံကိုမြန်မာနိုင်ငံကမှပြီးလို့အုံလုံးပြီးဘာမှနဲ့အရင်သားတွေချမ်းမှာဒီရွယ်ချက်ရှိရှိအဆူရွှေရွှေနေကြတဲ့လူတွေအများကြီးရှိအဲ့ဒီလူတွေထဲမှာဘိုးချုပ်သမီးလိုအမိခံတဲ့ဘောဆန်းစုတီပါတယ်ထိတ်ဆုံးတာပါဘိုးချုပ်သမီးဆိုပေမဲ့ဘိုးချုပ်စိတ်တဲ့14နှစ်ရှိတဲ့ဘောဆန်းစုတီပါတယ် ဘယ်ချင်ချင်ကြည့်ရအောင်ဆိုနေတယ်။မြမသည်တချို့ပြားကရေးချင်အင်းကဝင်နေနိုင်နေဖြစ်ပြီးအမသည်ဘုံရိုးဖြစ်တယ်ဆိုတာဟုတ်တယ်။ဘမကြီးကကြွားလဲကြွားတယ်ကြောလဲကြောတယ်ဆိုတဲ့ဘမနဲ့တိုင်းရင်းသားကြီးခြားရမယ်။အကြီးမားဆုံးတတ်ရှုခွေးခွေးကြရတယ်။အဲ့ဒီမှာလေတချို့တော့နိုင်ငံရေးတုံ့တက်သူဆိုတဲ့လူတွေကဘမဒီဘမနိုင်ငံလို့တုံ့နေချင်းကြီးအရင်ကောင်းတဲ့ဘမကြောင့်ခွေးခွေးရန်တိုက်ရိုက်တတ်တာဖြစ်တယ်။ဘုရုပ်ပြည်နယ်ကပြည်ထောင်စုမြန်မာနိုင်ငံလို့ရေးဆွဲကြတဲ့ဖြစ်တယ်။ ကျွန်တော်1940ခုခြေတောင်းပြီးအောက်က24ခြေတောင်းပြီးနှလုံးရှင်ပကြီးပုံခြေတောင်းပြီးဒီခြေတောင်းတွေတော့ခုလုံးရဲ့ရည်ရွယ်ချက်တမျိုးတည်းပဲအနှစ်ပါရကတမျိုးတည်းပဲရှိရှိအဲ့ဒီအနှစ်ပါရကဘာလဲဆိုတော့အဲ့ဒီအနှစ်ပါရကဒီအောက်တဲ့မြန်မာနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားနဲ့အမျိုးသားလူထုတွေတာဖြစ်ဖြစ်ဒီကောင်ချေတောင်းနေပါဘိုးချုပ်ပြေးတယ်နောက်ထပ်တင်ရတာဒါကတော့ဘိုးချုပ်ရဲ့ tax side ပြောပါလိမ့်မယ်။ဒီရှိမှာဘိုးတော်များများဟာဘိုးချုပ်နဲ့ပတ်သက်လို့အောင်းတရေတွေကအချင်းချင်းဆိုရင်းရှိနေတယ်။ဒါမှကတော့ဘိုးချုပ်နဲ့ပတ်သက်တဲ့ 啊，人家这个不要理，不要啥东西，么的肯定不要理，不要理，人家管理他们管理的我这不我们一岁人干那种啊，外地旅游，马大眼天天给我拽，我上八百户来，咱老八百，别看白富，我写的啥肉，我今天没不过的，咱们卖不着，咱个，金五马八达，又条件不足，别看敢管你的拽，将来怕啥怕那没地方，我就叫人家都买不也得你你家家 ဲ့ဒီလိုနဲ့ဘာသာဘာလာအမှတ်ကောင်းဆိုဦးရခံမှာတတိယစာရေးကအဲ့ဒီလိုပြောဆိုနေတဲ့ပတ်သက်လို့ဘုံအောင်ဆန်းပါဇက်ကခွေးဟောင်းတိုင်းခေါင်းထောင်မကြည့်နိုင်ဘူးအဲ့ဒီလိုကြမ်းတမ်းစွာပြောဆိုခဲ့တဲ့အတွက်ဒီဘုရားဘာသာဝင်နိုင်ငံတော်ဘာသာပြပြခံပြီးဘုရင်စာရေးမှာထည့်သွင်းအောင်ဆိုတဲ့အမှုချက်တန်ကားတွေမြို့ချင်းမြို့ချင်းတွေကအကြီးတည်ပြုခွင့်ကြတယ်။ဆိုတော့ဘုချုပ်ပါဇက်ကိုယ်တိုင်ကခြေဥ်မှာဘာသာရေးဘာသာမကြိုက်ဘူး။ဘယ်ဟောင်းတိုင်းကောင်းကောင်းမကြည့်နိုင်ဘူး။ကြားဆန်းစွာပြောဆိုခဲ့တယ်။ ဒါပေမဲ့ဒေတာကိုခြေကောင်းပြီမှာဒါတာကြီးဒါထန်ခဲ့ပါလိမ့်။ဘာလို့ပြန်ထန်ခဲ့တာလဲမသိရှိဘူး။အကင်းလို့ဘာသာမလို့ဥက္ကဋ္ဌနောက်မြန်မာနိုင်ငံတော်ဝန်ကြီးချုပ်ဦးအဲ့ဒီဦးမှုကနေပြီးတော့ဘင်းခန်းနဲ့တွေ့တွေ့ရဲ့တွေ့တွေ့ပြီးတော့အာရလနိုင်ငံရဲ့အခြေခံဥပဒေစာအုပ်မှာအာရလအခြေခံဥပဒေစာအုပ်မှာဘာသာရေးကိုထည့်သွင်းရေးဆွဲထားတာကိုဘုချုပ်ကလာပြပြီးတော့နားချခဲ့တဲ့အတွက်ဘုချုပ်ကလည်းထင်ပြီးတော့အခုကရေးဆွဲတဲ့အခြေခံဥပဒေမှာ ဘုရားဘာသာဒီနိုင်ငံသားအများဆုံးကိုယ်တွေ့ရအကုန်သူဝိဒေတာနဲ့ပြည်ဆောင်သောဘာသာဖြစ်ပါသည်လို့ပြန်ထိုင်နိုင်တယ်။အဲ့ဒီအချက်ကိုလည်းလက်ရှိနှောင်းရွက်ပတိပုံခြေတောင်းပြီးပုံမှန်36တက်မှာ copy ပြီးတော့အဒီနဲ့ပြန်ပြီးပြထန်းထားတယ်ဘုရားဘာသာဒီနိုင်ငံသားအများဆုံးကိုယ်တွေ့ရအကုန်သူဝိဒေတာနဲ့ပြည်ဆောင်သောဘာသာလို့ပါရှိပါရှိ။ကျွန်တော်ဘုရုပ်ပဇက်ကဘုရုပ်ကဘုရုပ်လိုမျိုးဒီလိုဘာရှင်လို့လူချစ်တန်ကတော့လူချစ်ခေါင်းဆောင်တွေကလူချစ်ခေါင်းဆောင်တွေကဘုရားဘာသာကိုနိုင်ငံသားဘာသာဖြစ်ကြတဲ့အမျိုး ်ကကျုံ့ပြန်ကြမ်းတမ်းစွာပြောဆိုခဲ့တဲ့အတွက်ဘုရားမှာကိုယ်ကိုယ်နဲ့အမိသက်တည်းရှိနေတယ်ဆိုတဲ့မှတ်ချက်တွေပုံဖန်မှုတွေတုံးတတ်မှုတွေလည်းရှိတယ်။ဒါလို့လေဆိုတော့ဒီဗမာပြည်ကိုယ်ကိုယ်နဲ့ပါတဲ့တခင်တန်းထုံးလို့အာအကဘာကိုယ်ကိုယ်နဲ့တည်တည်ဘုရားနဲ့တူတူမြားညီကိုယ်ကိုဖယ်စီခဲ့တဲ့ဖယ်စီဖြစ်နေတယ်။အဲဒါကြောင့်လည်းဘုရားမှာကိုယ်ကိုယ်နဲ့အမိသက်တည်းရှိနေတယ်ဒီကြောင့်ဒီမှာဆောင်ထည့်ပြီးပြောရတာလေလို့ပြောလို့ရှိရင်ဒီကကိုယ်နဲ့အမိသက်တည်းရှိနေတဲ့ဆိုတာ community တွေနဲ့ ground team နဲ့မျက်ချင်းဖြစ်တဲ့ social lead တွေကဘုံချုပ်ကိုမြုံမြုံကြိုးလာတယ်။ဒါကြောင့်မို့လို့ပဲဘုံချုပ်အောင်ကိုလုံးချန်ခြင်းကာလတုန်းကရန်ကုန် bus တွေ social lead ကရန်ကုန် bus တွေကလုံးချန်တစ်ခက်ဖြစ်ပါလေဆိုတဲ့အမှတ်ချက်တွေတော့ဆိုခုနေဒီနေ့နောက်ပိုင်းမှာတော့ဆိုလာကြခြင်းဖြစ်တယ်။ပရိနာမကပ်ပြီးတော့ဈာပြောစရာမေးချာတစ်ခုရှိတယ်။ကိုရောကစားကိုက်နေပြီလို့ပြန်ပြန်ကောင်းအောင်ကြည့်လာလို့ပြောခဲ့တာ။တေချာလို့လား။နင်ကဘယ်စာအုပ်တွေကိုဖတ်ပြီးပြောနေတာလဲ။ဒါပေမဲ့ကတိကပဲအေးလာကြရှိပါသေးတယ်။ဘယ်ကနေဖတ်ပြီးပြောတာလဲလို့မေးရင်ဦးကြီးချုပ်ဦးလူကိုယ်တိုင်ရေးသားထားတဲ့ မနေ့ရက်ဒီပမာပြီဆိုတဲ့စာအုပ်နဲ့အဲဒီစနေစာဆိုတဲ့စာအုပ်နော်ညနေရက်ဖတ်ဆုံးလို့ရပါတယ်ကိုယ်တိုင်ကစာဖတ်ပါမလို့စာဖတ်ရင်တက်ပါလိမ့်မယ်ဒါစီတဲ့မိတိတို့ဦးရေးရစာအုပ်တွေကိုဖတ်မယ်ဆိုရင်မိတာပါဒီပါကိုလည်းဖတ်ပြအောင်ဖတ်ပါလို့ဆက်ပြီးချင်ပါတယ်။ဒါတစ်ချက်။နောက်တစ်ချက်ဒါစကိုက်တစ်ခုပါ။အဲဒီမှာဒါရေးချင်တဲ့စာအုပ်တွေကိုဒီကနေ့ပြီးတော့ဒီနေ့စီလေးဖတ်လို့ရှိတယ်။ ဘုရားတက္ကမီလေးအောင်စားချုပ်ချေကိုအမွေပေးစရာပန်ပေးစရာငကပ်ပန်ပေးစရာငကပ်ပုံမရှိလို့နမောက်ကိုပြန်ပြီးမိရင်ချင်းတော်ဆုရှိမှာတော့ခင်ရပါလေဘုရားဒီလိုချိုးကြံဆွေးတာပြီးတိုင်းမျိုးကိုဖန်ပုံဆောင်ရခဲ့ပါတယ်ဆိုလို့စာရေးစာမှုခဲစာပြီးဟုတ်ပြောပွဲအမိခဲအစိတ်ခက်ခဲတဲ့နှလုံးသားရင်ပုံနောက်ဒီကိုအစိတ်ခက်ခဲတဲ့လူကြီးကြောင့်လက်ရှိမှာဂျေဇက်ဆိုတဲ့လူရင်းလေးလမ်းမရောက်ကြတယ်ကျတော့အဲ့ဒီလိုပြောခဲ့ပြီးမြင်ဘုရားတို့ဦးလေးကိုယ်တိုင်ရေးသားတဲ့သူ့ရဲ့ ိုတွေ့သူ့ရဲ့အကြောင်းအရာတွေမှာကြတော့ကိုလူဒီဖားစားပါလားဥပဒေဖြစ်စဉ်ခါတုန်းကသူ့ရဲ့အိမ်ကိုညနေချင်းမှာကိုတို့အောင်စမ်းနေတော့ခင်ဗျအလင်းလာခဲ့ပြီအလင်းလာတဲ့ချိန်မှာ secret တပူလက်ဆောင်ပေးခဲ့တယ်။ Rocky ကသူ့ကို secret တပူလက်ဆောင်ပေးခဲ့။ပြီးတော့ဒီ secret ဘူးကတန် secret ဘူးကအရန်လေးလေးကိုဖိကြည့်တဲ့အခါဒီ secret ဘူးရဲ့မှာရွှေတင်းလားဗျပြပြပါရှိတယ်။သူ့ကိုဖားစားပါလားဥပဒေဖြစ်လို့လက်ဆောင်ပေးပါရဲဆိုတော့ Rocky ကိုလည်းပေးခဲ့တယ်လို့ကိုတို့ကလည်းပြောခဲ့တယ် ို့ရရှိမှာမောင်သားရှင်တို့လိုခင်ရုံတို့ဒီလူအရုံကိုစာပြီးဟောပြောခွင့်မှာပြောနေတယ်ပန်မေးစရာနှက်ခက်မရှိဘူးဆိုတာကသူတို့ကဘာလို့အမုန်းတေလို့စက်တံမုန်းကြီးတွေလုံနေတဲ့တရေအမားတွေပါလေသူတို့မှာကျွေးတင်းသားပြားတွေတော်စိတ်ကွက်ပိုးတပူအတိအစားသူများကိုလက်ဆောင်ပေးနိုင်တဲ့အိုင်းစာမျိုးတွေရှိတယ်ဒါကလည်းကျွန်တော်တို့တိုင်းငန်းစာကျွမ်းအောင်အချက်တစ်ချက်ဖြစ်တယ်ဒီချက်ကိုဘာဆောင်ထည့်ပြီးပြောရတာလေလို့ပြောလို့ရှိရင်ကိုကျောင်းကကိုမျိုးနဲ့အမိသက်တည်းရှိနေသေးတဲ့အတွက် ပုံမျိုးနစ်တွေနဲ့ဗဒေါင်းသေးနဲ့မျက်ချင်းဖြစ်တဲ့ social lid တွေကဗောက်ကျုပ်ကိုမျက်မှုကျူလာတယ်။ဒါကြောင့်မို့လို့ပဲဗောက်ကျုပ်အောင်ဆန်းကိုလုတ်ကြံခြင်းကာလတုန်းကရန်ကုန်ဘတ်စ်ကို social lid ကရန်ကုန်ဘတ်စ်ကလုတ်ကြံတက်ခဲ့ပါတယ်ဆိုတော့အမှတ်ချက်တွေပြောဆိုမှုပြီးယနေ့နောက်ပိုင်းမှာပြောဆိုလာကြခြင်းဖြစ်တယ်။ဒီနေ့မှတ်မှတ်လို့ကြားပြောစရာမေးချင်တဲ့ဖြစ်ရှိရှိဘူးလို့ကစားကနေပြီးတော့ပြောတာကောင်းအောင်ကျွန်တော်ပြောခဲ့တာတိကျလို့လားအဲ့လိုပဲဆောင်းကြောက်ခံလို့ရတယ်ကျွန်တော်ကိုပတိကက်ပဲမင်းလာကြရှိပါတယ်အဲရနေဖတ်ပြီးပြောတာလေလို့မင်းကြီးတို့ဦးလူကိုယ်တိုင်ရေးသားထားတဲ့ အဲ့ဒီကဘာလို့ဆိုရဆောင်းလဲတာတီစနေစားဆိုရဆောင်းမှာခင်ဗျားတို့လေးလာဖက်ရှုပ်ကြရပါတယ်ကိုယ်တိုင်ကဆောင်းဖက်ပါကျွန်တော်တို့ဆောင်းဖက်ရင်ပြပါလိမ့်မယ်ဒါဆက်တယ်မိတိချုပ်ဦးရေးတဲ့ဆောင်းတွေကိုဖတ်မယ်ဆိုရင်မိတာပါတီပါကိုလည်းဖတ်ပြအောင်ဖတ်ပါလို့ချက်ပေးချင်ပါတယ်ဒါတစ်ချက်နောက်တစ်ချက်ဒါစခိုက်တစ်ခုပါအဲ့ဒီမှာဒါကြီးကြောင့်ဇာတိဆက်ပေါ်ပေါ်လို့မိခံပြီးတော့တရင်စိတ်ကြီးဖတ်လို့ရှိတယ် ဘုရုကသူသမီးလေးအောင်ဆန်းစုကြည်ကိုမွေပေးစရာပန်ပေးစရာနဂတ်ပန်ပေးစရာနဂတ်ကိုမရှိလို့နမောက်ကိုပြန်ပြီးမိရင်ကြီးတော်ဆုရှိမှနောက်ခေရပါတယ်ဘုရုကဒီလိုချိုးချံချွေတာပြီးတိုင်းမျိုးကိုဖမ်းပုံဆောင်ရခဲ့ပါတယ်ဆိုလို့ဆာရေးစာမူခဲစာပေဟုတ်ပြောပွဲအမင်ခဲအစိတ်ခက်ခဲတယ်နှလုံးသားရေကိုအုံနောက်တွေကိုအစိတ်ခက်ခဲ့တဲ့လူတွေကြောင့်လက်ရှိမှာဂျေဆက်ဆိုတဲ့လူတွေကိုလမ်းမရောက်ကြတယ်။ကျွန်တော်အဲ့ဒီလိုပြောခဲ့ပြီးမြင်တဲ့ငွေကြေးတော်ဦးမျိုးကိုယ်တိုင်ရေးသားတဲ့ ကိုတွေ့သူ့ရဲ့အကြောင်းအရာတွေမှာကြတော့ဘူးလို့ဒီဖားစာဖက်လာဥပဒေပြည့်စုံခါတော့မှာသူ့ရဲ့အိမ်ကိုညနေချင်းမှာကိုကျုံအောင်ဆန်းတဲ့ကြောင့်ခင်ကြီးအလင်းလာခဲ့တယ်။အလင်းလာတဲ့အချိန်မှာ secret ဘူးလက်ဆောင်ပေးခဲ့တယ်။ Rocky ကြားသူ့ကို secret ဘူးလက်ဆောင်ပေးခဲ့တယ်။ပြီးတော့ဒီ secret ဘူးကတန် secret ဘူးကအရင်လေးလေးလေးကြည့်တဲ့အခါဒီ secret ဘူးရဲ့မှာရွှေတင်းသားဗျပိပါရှိတယ်။သူ့ကိုဖားစာပါလာဥပဒေဖြစ်လို့လက်ဆောင်ပေးပါတယ်ဆိုပြီး Rocky ကြီးကိုယ်တိုင်ကပေးခဲ့တယ်လို့ ဆိုတော့အဲ့ဒီမှာအော်ဒါဆိုလို့လူချင်းချင်းကိုဘီလူရအောင်ဆက်ပြီးဟောပြောခွင့်ပြုမှာပြောနေတယ်။ပန်လေးကလည်းကတ်မရှိဘူးဆိုတာကသူတို့ကိုယ်တိုင်ဘုတ်တို့အမုန်းတင်လို့ဒီစက်တန်ဘုတ်ကြီးရဲ့လုံနေတဲ့တရင်အမားတွေပါပဲ။သူတို့မှာကျွေးတင်းကားပြားတွေအောင်စီကရက်ဘုတ်တစ်ခုအတိအစားသူများကိုလက်ဆောင်ပေးနိုင်တဲ့ပိုင်းခြားမှုတွေရှိတယ်။ဒါကလည်းကျွန်တော်တို့သင်္ကန်းစာချိုးအောင်အခြေတစ်ချက်ဖြစ်တယ်။ကိုရောက်ကြပြီလို့ဂလုံးစောကြောင့်ပြောမယ်ဆိုရင်ဂလုံးစောကြီးနိုင်ငံဝင်ဖြစ်တဲ့ကားတော့အင်္ဂလန်ကိုတောက်ပြီးတော့ဝင်းစတန်ချာချင်းနဲ့တွေ့ဆုံပြီးမြန်မာပြည်လူလည်းရေးတောင်းခဲ့တယ် ဒါပေမဲ့သူမရဘူးခလုံးဆိုအရင်ဆုံးသူသွားပြီးလွတ်လည်တောင်းတယ်မပေးဘူးနောက်မှဘူဂျောင်ဆန်တက်လာတယ်လွတ်လည်ရေးတောင်းတယ်ကြားတယ်အဲ့ချိန်တုန်းကဒီနေ့မှတစ်ခုရှိနေတာကဘူဂျောင်ဆန်ကဘင်းခံရအမှုဆောင်ကုမ္ပဏီမှာဝင်ကြီးချုပ်ရာတို့နော်ဘင်းခံမင်းတို့ရာတို့အကြီးဆုံးဝင်ကြီးချုပ်ရာတို့ရှိခဲ့အဲ့ချိန်တုန်းကအဲ့ဒီဖြစ်တဲ့နယ်ပတ်သက်လို့လက်ရှိမှာစာရေးဆရာတို့စာပေဟောပြောခွင့်တွေကဘာပြောလဲဘူဂျောင်ကဘောင်းကိုချုပ်ပြီးတော့ စစ်ပေါင်းမီကိုချုပ်ပြီးတော့စစ်တပ်ကအနားယူပြီးနှုတ်ထွက်ပြီးတော့နိုင်ငံရေးကိုတောင်းခဲ့တယ်။ပစိုးဝစ်ခဲ့တယ်။စစ်ရေးကိုရှိတ်ပုံသွားလို့နိုင်ငံရေးလုတ်တယ်ဆိုတဲ့ဝါဒမိုက်တယ်။အမှန်တကယ်တော့အချိန်တွေပေါ်မူတည်ပြီးတော့စီရနှုတ်ထွက်ပြီးတော့စစ်တပ်ကနှုတ်ထွက်ပြီးတော့ဖားစားပါလာဥက္ကဋ္ဌနှုတ်ထွက်ပြီးတော့ဘီရင်ခံမှုဆောင်ကော်မတီမှာရဲဝဲအစိုးရဝင်လိုက်တယ်။ တကယ်လို့အဲ့ဒီလိုနိုင်ငံရေးနီးလန်းနဲ့အဆင်မပြေရင်စီးရေးနီးလန်းနဲ့ပြန်တိုက်ဖို့အတွက် BIA ကိုဖျက်ပြီးတော့ပြည်သူရဲဘော်ဆိုပြီးဗိုလ်ချုပ်အောင်ဆန်းကပြည်သူရဲဘော်တောက်ဖက်ဖွဲ့ထားတယ်။ဒါကိုစာရေးစာရေးစာပေဟိုးပွဲဟိုးပွဲကြီးကထိန်ချန်ထားတဲ့အတွက်လက်ရှိမှာဂျေဆက်ဆိုတဲ့လူတွေလမ်းမလာလို့နေကြတယ်လမ်းမနေကြတယ်ကျေကောင်းတခုကောင်းတာကအဲ့ဒီမှာဂျေဆက်ဆိုတဲ့လူတွေထဲမှာ PDS ဆိုတဲ့လူတွေထဲမှာဆရာဝန်လောင်းနေအင်ဂျင်နီယာလောင်းနေကျောင်းဆရာလောင်းနေတကယ်စားတဲ့ပေတဲ့လူငယ်တွေအများကြီးပါတယ် PDF တွေစားတတ်တယ်ဇီးဆက်တွေစားတတ်တယ်ဒါပေမဲ့အဲ့ဒီ PDF နဲ့ခြေဆက်ကိုနောက်ဘက်ကမြောက်ပေးပေးနေတယ်ကျိုးကင်ပေးနေတယ်ကောင်းကြီးကဆယ်တန်းတော့မအောင်တက္ကသိုလ်တစ်ခုကဘယ်မရပဲနဲ့ထိုင်းမှာသွားပြီးလှုပ်လှုပ်နေတယ်လှုပ်သမားတွေစင်ကာပူမှာသွားပြီးလှုပ်လှုပ်နေတယ်လှုပ်သမားတွေဂျပန်မှာသွားပြီးလှုပ်လှုပ်နေတယ်လှုပ်သမားတွေအဲ့ဒီလှုပ်သမားတွေကနောက်ဘက်ကမြောက်ပေးနေတယ်ဆိုတော့ပညာတတ်တဲ့ဇီးဆက်နဲ့ PDF တွေကိုနောက်ဘက်ကပညာမဲ့ကြီးကျိုးကင်ပြီးတော့အဲ့ဒီလိုဝါဒမိုင်းနေတယ်အတိတ်တမိုင်းကိုရောထွေးပြခဲ့ကြတယ် ဆိုတော့ဒါစကားဆက်မှုလို့ပြောတဲ့အချက်တစ်ခုဖြစ်တယ်။ဟုတ်ပြီ။ဥစ္စာကလွတ်လည်သွားတောင်းနေမရဘူး။အပြန်ခီးစင်မှာတိုက်ဆိုင်စွာပဲတကပါလုံးကဖိဖိတော်ကြောက်ရတယ်အင်္ဂလိပ်တွေကိုအမေရိကန်တွေကိုဂျပန်တွေကဖုံးကျဲပြီးတော့စစ်ကြင်လာတယ်စိန်ခေါ်လိုက်တယ်။ဆိုတော့ဥစ္စာကလေပေါ်ဒူဂီနိုင်ငံကိုဝင်ပြီးတော့ဂျပန်တန်ရာရှိနေတွေ့ပြီးတော့ငါတို့မြန်မာပြည်နဲ့အင်္ဂလိပ်ကိုပြန်တိုက်မယ်။အဲ့ဒီခါကျရင်ခမရတို့ဒီစိတ်ရအကူအညီပေးနိုင်မလားလို့တွားပြီးကူညီတောင်းခဲ့တယ်။နော်ဒီညမှာတချို့ပြောကြတာကအပြင်ကအမေရိကန်ဝင်နေဆိုတာမှားတယ်။ ပေါ်ကီနိုင်ငံကိုဝင်ပြီးတော့ဂျပန်တန်ယုံကတရားရှိနဲ့တွေ့ပြီးအဲ့ဒီလိုကိုတောင်းတယ်။ဒါပေမဲ့အဲ့ဒါကိုအင်းလီထောက်လန်းလေးကသိရှိပြီးတော့ခလုံးစော့ကိုဖမ်းဆီးထောင်ချလိုက်တယ်။ကျတော့အေးဖမ်းဆီးခံရတဲ့အချိန်မှာထောင်ထဲမှာကျမကြီးချွတ်တယ်လို့တေဆုံးခင်မယ်ဆိုရင်ခလုံးစော့ကလူလည်ရင်တမိုင်မှာဟီးလို့ထင်မှာတည်ကြတယ်။အဲ့ဒီလိုမဟုတ်ဘဲနဲ့ထောင်ကနေလွတ်လာတယ်။ထောင်ကနေလွတ်လာတဲ့အချိန်မှာဘိုးချုပ်အောင်ဆန်းကတကယ်အနိုင်ငယ်အဖြစ်ဖြစ်နေတယ်။နော်ဗဟိခံမှုတော်ကော်ရီမာကိုကြီးကြောက်ဖြစ်နေတယ်။အဲ့ဒီအချိန်တုန်းက ဂျပန်နေထွက်ပြီးတော့အင်္ဂလိပ်တွေဒုတိယချိန်ပြောင်းဝင်တဲ့ချိန်မှာဘင်းကန်စာတော်မှစမစ်ကဆင်မလာစကုပ်ယူစာရင်းကျင်းရတယ်။ဆင်မလာစကုပ်ယူစာရင်းဆိုတာကမြမပြည်ကိုအပြည့်အဝလွတ်လပ်ရေးမပေးဘဲနဲ့နောက်ပထမတော့ဆိုလို့ရှိရင်ဒီဒိုမီနီယံအဆင့်မပေးဘူးကဒိုင်ယာကီအုပ်ချုပ်ရေးကိုကူးစားတာနောက်အုပ်ချုပ်ရေးတော့ပထမအဆင့်ဒါပထမအုပ်ချုပ်စဉ်အားလုံးကဒုတိယပြောင်းဝင်လာတဲ့ချိန်တုန်းကလည်းပဲဆင်မလာစကုပ်ယူစာရင်းကိုကျင်းရပြီးတော့မြမပြည်မှာကျမတို့မြမပြည်ကိုအင်္ဂလိပ်တွေရဲ့ကြော်ပေါ်မှာဆက်ပြီးထားရှိနိုင်ရေးဆိုပြီးတော့ကျင်းရတယ်။နောက်အဲ့ဒီမှာပဲဒုတိယချိန်ပြောင်းဝင်လာတဲ့အင်္ဂလိပ်တွေကဘုတ်ချုပ်ကိုအာနာနဲ့၆တာရှိတယ်၊နေရာနဲ့၆တာရှိတယ် အာနာနဲ့ချက်တာဆိုလို့ရှိရင်ဂျပန်ခေတ်တော့ကဒီအင်္ဂလိပ်အလိုတော်ကြီးပေါင်မျိုးနဲ့ကကလားတတိကိုဘုကြောင့်ဆန်းကမုတ်တမဘောလုံးပဲမှာတက်ခဲ့တယ်အမှုဒီအမှုကိုအကြောင်းပြပြီးတော့ဘုသူဖမ်းဆီးမယ်ဆိုပြီးတော့အာနာနဲ့ချက်ထောင်မျိုးကြီးရှိတယ်အဲ့ဒီလိုမျိုးတွေဖြစ်နေတဲ့အချိန်မှာဦးစောထောင်ကလွတ်လာတယ်ထောင်ကလွတ်လာပြီးတော့ဦးစောကလည်းပဲကလုံးတက်ဘုကြောင့်အောင်ဆန်းကြီးပြည်သူရဲဘော်တက်အဲဒုက္ခမဆီးရောင်းတက်ခဲ့လို့ဆိုရင်တမနိတက်အကုန်လုံးကစစ်တက်ပြီးကိုပိုင်တက်တီရှိတယ်အဲ့ဒီမှာကလုံးဦးစောတီဘယ်ခိုင်နဲ့တွေ့ပြီးအပြန်လုံးချခံရတယ်မျက်လုံးအောက်က မျက်လုံးတက်တဲ့အမှန်တော့မဟုတ်မျက်လုံးအောက်ကိုကားမန်ထိပြီးတော့မျက်လုံးထိခိုက်တဲ့အရာရတဲ့အတွက်အိန္ဒိယနိုင်ငံကိုသွားပြီးဆေးကုသလိုက်ရတယ်။ကျွန်တော်အဲ့ဒီဆေးကုသတဲ့ကာလမှာလေတည်သွားခဲ့တယ်။လူကြိုက်တဲ့ကာလမှာတည်သွားရင်လည်းပဲဂလုံးစောကဟီရိုဖြစ်အောင်လေ။ဒီလူကြိုက်မှုနဲ့ပတ်သက်လို့ပြည်သူရဲဘော်ယူနီဖောင်းဝတ်ထားတဲ့ဗိုလ်ချုပ်အောက်ဆိုင်ရဲ့တပ်သားတွေကပြည်သူရဲဘော်ယူနီဖောင်းပုံစံဝတ်ပြီးတော့လူကြိုက်နေဆိုတာမျိုးပါတယ်။ကျွန်တော်လက်ရှိမှာလည်းပဲဒီလိုဖြစ်နေတဲ့ရှိတယ်။ဥပမာစစ်တပ်ယူနီဖောင်းတွေဝတ်ပြီးတော့ချွေးတိုင်းရင်မှာကနေတိုက်တဲ့ဟူးဟူးလို့ပေါ့လေ။ဘယ်သူကမှ ဥပမာကျောင်းဆရာတယောက်ကကျောင်းဆင်းနေချိန်မှာအဖြူစင်းဝတ်စုံဝင်ပို့ပြီးတော့အရက်ဆိုင်သွားပြီးအရက်မသားဘူးသိကြတယ်သူရှင်ဖောင်းဖို့သူလေးစားတယ်ဆိုတော့တကယ်ပြည်သူရဲဘော်ဆိုရင်လည်းပဲပြည်သူရဲဘော်ရှင်ဖောင်းဖို့ပြီးတော့ခလုံးစုံကိုမလုံးချင်တော့သိကြတယ်ဒါဆိုရင်ရှင်းမပြောစရာပြောခဲ့တယ်လို့ဟုတ်ဘုရုပ်ကအကုန်မျိုးနဲ့မိသက်ရှိတဲ့အတွက် social link ကရန်ကုန်ဘားရွှေတို့ကတက်ဖက်လင်းနဲ့ဦးဆက်ကိုလုံးချိုင်ပြီးရန်တိုက်တယ်ဆိုတာမျိုးတွေနဲ့မှတ်ချက်ချလို့ရတယ်။နောက်တော့တခါခလုံးစောပြန်ပြီးတော့ဘုရုပ်ဆောင်ကိုလုံးချိုင်တယ်။အဲ့ဒီမှာအဓိကချက် နေရောမှာအရှိဝင်လို့နေတဲ့အချိန်မှာပေါ်တင်လောက်ကြတက်ထိုင်လိုက်တာဒီညမှာတာမန်လူတယောက်ဆိုရင်တော့မကိုကအဲ့လိုပြင်မှုကျူးလွန်လိုက်ရင်ကျူးလွန်တဲ့လူနဲ့ပစ္စည်းလူတတ်တဲ့ပစ္စည်းတတ်တဲ့တွေကိုဖောက်ဖျက်ရမယ်ဖျောက်ဖျက်ရမယ်ဆိုတာတာမန်လူတယောက်ကတော့သိခလုံးစောလူလူကမသိတဲ့အကြောင်းရှိလို့နောက်ဆုံးအတွင်းဝင်ရောမှာသွားပြီးလောက်ကြမယ်နောက်ဂျူလိုင်ချက်ကိုရနေအာဇာနည်နေလောက်ကြမယ်လောက်ကြပြီးလို့ရှိရင်အဲ့ဒီလက်နက်တွေတနက်တွေကိုရန်ကုန်မြို့တွေကိုသွားလှုပ်ပြပြီးတော့လက်စာဖျောက်လိုက်လို့ရှာရတယ် ဒါပေမဲ့အဲ့ဒီလိုမျိုးဖြစ်နေဒီလူသက်တွေသူ့ရဲ့တပည့်တွေရောပစ္စည်းသက်တွေတလက်တလက်တွေရောဦးစောကသူ့အိမ်မှာထားပြီးတော့သူ့ကိုလာဖမ်းတာကိုအိမ်မှာဝီစကီတောက်ပြီးငိုတို့ထိုင်ဆောင်နေဒီချက်ကျွန်တော်တို့စဉ်းစားရတယ်အိမ်မှာဝီစကီတောက်ပြီးငိုတို့ထိုင်ဆောင်နေတယ်ဖမ်းတော့လည်းပဲအဲ့ကလေးတွေဆောင်နေကောင်းနေတာဆိုပြီးတော့ထောင်ထဲမှာဖမ်းခိုင်းလိုက်တယ်ကျော်ဒီညမှာတချို့ကပြောလိုက်တယ်အာတချို့ကအင်္ဂလိပ်တွေကခလုံးစုံကိုမလုံးပေးတာတယ်ဘိုးချုပ်ကိုလောက်ကြံပြီးသူ့ရာတို့ပေးမယ်ပြောလို့အိမ်မှာပဲငိုတို့ထိုင်ဆောင်ရည်ရယ်ဆိုတာမျိုးရှိနေတယ်ဒါပေမဲ့ခလုံးစုံကိုယ်တိုင်က သူ့ဘူတိုင်းလုံးကြံပြီးတော့တမင်တက်တည်မဖြောက်ဖက်ဖဲတမင်ဖမ်းခံပြီးတမင်တက်တမင်အဖမ်းခံပြီးတော့တမင်ချိုးတင်တက်ခံလိုက်ဖြစ်နိုင်ရဲ့ဘာလို့လဲဆိုတော့ဘကျိုးရဲ့အောင်ဆိုင်အတိုင်းစာချုပ်ကိုလက်မှတ်မထိုးတာဂလုံးစောတယောက်တည်းမဟုတ်ဘူးဒီအကြောင်းကိုတော်တော်များများမသိကြဘူးဒီလေလူတွေကမပြောကြအောင်ဖုံးပြထားကြတယ်။အောက်ဆိုင်တလီစာချုပ်ကိုလက်မမထိုးတာဘုကျောအောင်ဆိုင်အောက်ဆိုင်တလီစာချုပ်နော်။အောက်ဆိုင်တလီစာချုပ်မှာဆိုရှင်အဲကျမတို့နေမပြေဘူး။အပြေကလည်းလည်းမပြေဘူး။ဒိုမီနီယန်စစ်အာနာပေးမယ်။ ်ပြီးရင်တိုင်းပြည်ပြည်ပို့တော်တော်ခွန်မယ်ပြီးရင်ဒီမနဲ့တောင်းနဲ့ပို့တွေ့ပြီလို့ဒီရွာမယ်ဆိုတဲ့အချက်အောင်စက်တလီစားတော့ဂလုံးစောကလက်မမထိုးဘူးအဲ့ဒီလိုပဲတခင်ဘားစိန်ကလည်းလက်မမထိုးဘူးတခင်ဘားစိန်ဆိုရင်အောင်စက်တလီစားတော့ကိုလက်မမထိုးတဲ့အပြင်အဲ့ဒီမှာဂလုံး sorry ဂလုံးစောကအဲ့တော့ကကျမကြီးပညာကြီးဝင်ကြီးပညာကြီးနဲ့နှူးသားကြံပေးဝင်ကြီးတခင်ဘားစိန်ဒီလေဘောကျောအောင်စက်ရောင်းရဲ့ဝင်ကြီးကျောင်းရဲ့လောက်အောင်ပါရာတို့အမြင့်တော့တခင်များလိုပါပြည်ရေးဝင်ကြီးတခင်ဘားစိန်ကလည်းဝင်ကြီးဝင်ကြီးရာတို့ကတော့တခါရဲ့ဟုတ်ဆုံးလိုက်တယ် တိတော့ထိပ်ပြီးပြင်းထန်တယ်ကောက်ွက်တာလက်မမကိုတယ်ပြင်ယာတို့ကပါနှုတ်ထလိုက်တယ်ဆိုတော့ဒီအောင်ဆိုင်တတိစာချုပ်ကိုမကြိုက်တာခလုံးစောတယောက်တယ်မဟုတ်ဒီလိုမျိုးဆက်တင်နေတဲ့ဂျာတွေကဘုရုပ်ကအောင်ဆိုင်တတိစာချုပ်ကိုထပ်ပြီးတော့အကောင့်ထပ်ပေါ်နေတဲ့အတွက်လောက်ကြမှာတည်းဘုရုပ်အောင်ဆိုင်နဲ့တည်ပြီးတော့ခလုံးစောလေးချုပ်ပြီးကွက်မြတ်ခံလိုက်ရတယ်နော်ဆိုတော့ကအဲဒီအောင်ဆိုင်တတိစာချုပ်ပြီးတဲ့အခါမှာလက်ရပြင်းမဲ့စာချုပ်နော်လူရတတိစာချုပ်စာချုပ်သုံးကိုချုပ်ပြီးတော့မြန်မာပြည်လူလေးရရင်အဲ့ဒီမှာစိရောကြီးအဖြစ်ကျမတို့မြန်မာနိုင်ငံကရွှေတင်းကားတွေပေါ့ရွှေတင်းကားတန်180ကျောင်းကျောင်းဝင်ဘယ်လောက်ဆိုပြီးတော့ စိတ်ရောကျဲနေနေကျမတို့ကပြီးဆောင်ရမယ်ဆိုတော့နောက်ရဲ့ရေးပြီးပြောနိုင်ငံတော်ကိုထမ်းဆောင်တဲ့ခါမှာဥနေဝင်ဆိုတာလက်ထက်မှာအဲ့ဒီမှာဒီစာချုပ်သုံးခုရပေးရောရမယ်အကျွေးတီကိုပေးစရာမရှိတဲ့အတွက်အဲ့ဒီစိတ်နိုင်ငံနော်လေး development countries စီရဲစီရဲတဲ့နော်ကွင်းပြိုတိုးတက်မှုနေတဲ့စီရဲမွေးတည်တဲ့နိုင်ငံစီရဲမွေးတည်တဲ့စိတ်ကြီးပြောမယ်ဆိုရင်တော့လူစီရဲစိတ်ကြီးအမိခံလိုက်ရတယ်ဥနေဝင်လက်ထက်မှာအဒီစီနိုင်ငံလေး development country အမိခံပြီးတော့စင်ရင်းရှောက်လိုက်တာစင်ရင်းသားပြေခံယူလိုက်တာက ဥနေဝင်းလို့ဆက်ဆိုးရရဲ့အသုံးချမှုကမဟုတ်ခင်ねဒီစိတ်ရောကြီးအောင်စံတလီနုအတလီလက်ရဖိမေးဆိုတဲ့စာချုပ်အသုံးခုပါစိတ်ရောကြီးတွေကိုမပေးနိုင်တဲ့အတွက်ကြောင့်ဖြစ်တယ်ဆိုတာလေးကိုလည်းပဲကျမတို့တွေကတမိုင်းတင်ငင်းစာဖြစ်မှတ်ယူဖို့လိုအပ်ပါတယ်